နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။အော်ဒူဘာလာ28ရက်တောက်ကြနေ့ ယောမဩဝါဒစာခန်းကြီး30နဲ့အငယ်6မှ16မေတ္တာစိတ်တည်လိုအပ်ခြင်းနဲ့ကင်းစီလောဇွညသောအမှုကိုဆက်ဆုပ်ယွင်ရှာကြလောကောင်းမွန်သောအမှု၌မိဝဲစည်းကပ်ကြလောညီအကိုချစ်ခြင်းအရာမှာပဂတိပေါ့ဖော်ကဲ့သို့တယောက်ကိုတယောက်ဆုံမတ်ကြလောချီးမွမ်းခြင်းအရာမှာသူတပားကိုကိုထက်ချီးမြောက်ကြလောအထောက်ချင်းအရာမှာပြင်းရည်ခြင်းမရှိပဲလျက် စိတ်တမ်းသဖြင့်သခင်ဖျားဤအလိုတော်သို့လိုက်၍အားထုတ်ကြလော မျောလင်းလျက်ဝမ်းမြောက်ကြလောဆင်းရဲဒုက္ခရောက်သောအခါဒီခံကြလောစုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြလောတန်ရှင်သူတို့သည်ဆင်းရဲသောအခါဝေငှပိကံကြလောအာဂန္ဓုတို့အားဧသဝုကိုကြိုးစား၍ပြုကြလော သင်တို့ကိုညင်စေသောသူတို့အဖို့မေတ္တာပို့ကြလော ်ဂျိန်စဲခြင်းကိုမပြုမေတ္တာပို့ခြင်းကိုသာ ပြုကြလောဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်ခြင်းကို၎င်းငိုကြွေးသောသူတို့နှင့်အတူငိုကြွေးခြင်းကို၎င်းပြုကြလောအချင်းချင်းစိတ်တဘောတညီတညွတ်တည်ရှိကြလောဂုံစည်းစိမ်ကိုငှဲ့ကွက်ခြင်းမရှိကြနှင့်နှိမ်ချသောသူတို့ကို အပေါင်းဖော်လှုပ်ကြလောငါသည်ပညာရှိ၏ဟုကိုယ်ကိုမထင်ကြနှင့် ရှင်သောသူတို့သည်ဆင်းရဲသောအခါဝေငှပေးကမ်းကြလောယောမဩဝါဒစာအခန်းကြီး၁၂ခန်းငယ်၃ဖျားသခင်လမ်းစဉ်မှာချစ်ချင်းမြတ်တာဖြစ်သည်ကျမ၌အားလက်ချိန်များရှိနေ၍လာမည့်လများအတွက်ကျမ၏အစီအစဉ်မှာလူများကိုတက်နိုင်သမျှအစီအခံရန်ဖြစ်သည်သို့သော မိတ်ဆွေတို့အူကိုကူညီရင်းခလုတ်တိုက်လေကား ကျမလက်မောင်းအယူသုံးနေရာကျိုးသွားသည်ရုပ်ချီးပင်ကျမသည် အကူအညီလိုအပ်သူဖြစ်သွားသည်ဖျားသခင်လူများသည် ကျမကိုလာကြည့်သည်ဖုန်းခေါ်သည် လက်ဆောင်ကပ်ပန်းများစာတူများဆူတောင်းချက်နှင့်ချောကလက်ဘူးပင်ပါဝင်သည့်အစားအစာများပို့ပေးသည် တောက်တူမဲရကိစ္စများကိုလှုပ်ပေးခြင်းဖြင့်ဂရုစိုက်ခဲ့ကြသည်မိသားစုမိတ်ဆွေများနှင့်အသင်းသားများ၏ကျင့်နာမှုကို ကျမမယုံနိုင်လောက်အောင်ဖြစ်ခဲ့ရသည်။ ဖျားသခင်ကကဲထိုင်မင်းကူညီလိုအပ်နေတယ်။ဂရုစိုက်ခြင်းဆိုတာဘာလဲဆိုတာမင်းမြင်ရလိမ့်မယ်ဟု ပြောနေသလိုပဲ။သူတို့အားဖြင့်နှလုံးသားဖြင့်အစီခံခြင်းနှင့်အခြားသူများအတွက်ဖျားရှင်အားကျေးဇူးတင်ခြင်းကိုကျမပို့တည်လာခဲ့သည်။ယောမမျိုးရှိအသင်းတော်သားများအားရှင်ပေါလုညွှန်ကြားတဲ့သို့ပင်ယုံကြည်သူမောင်နှမများသည်ကျမကိုအားတက်တရောကူညီခဲ့ကြသည်။အထူးသဖြင့်စိတ်ရင်းမှန်ဖြင့်ချစ်ရန် မေတ္တာဖြင့်အချင်းချင်းဆက်ကပ်အပ်နိုင်ရန်အခြားသူများကိုဂုဏ်ပြုရန်နှင့်လိုအပ်နေသူများအားဝေမျှရန်စသည်ဖြင့်သူတို့အားနီးလန်းများစွာဖြင့်ရှင်ဘောလူခွန်အားပေးခဲ့သည် ရှင်ဘောလူသည်ယောမဩဝါဒစာတစ်ခုလုံး၌ဩဝါဒဆိုင်ရာများကိုတုံသင်ခဲ့တော်လေခရစ်တော်၌အသက်ရှင်ခြင်းသည်စိတ်ကူးယဉ်ဓမ္မပညာမဟုတ်ပေကျမတို့၏လက်တွေ့နေ့စဉ်အသက်တာ၌တည်တည်ထင်ရှားခြင်းဖြစ်ကြောင်းကိုလည်းမျှဝေခဲ့သည် ဖျားသခင်ဤလမ်းစဉ်မှာချစ်ချင်းမြတ်တာဖြစ်သည်ဖျားမြတ်တာကိုလက်ခံပြီးထိုမြတ်တာကိုအခြားသူများထံသွန်းလောင်းခြင်းသည်ကျမတို့ပေါ်ထားရှိသည့်ဖျားဤမြတ်တာတော်ကိုပေါ်ပြနိုင်သည့်ဤလမ်းများစွာအနှက်တစ်ခုဖြစ်သည်မိမိ၏အသင်းတော်သို့မဟုတ်လူမှုအတိုင်းဝိုင်းရှိလူများကိုအစေခံရန်နေ့စဉ်ဤလမ်းများကိုရှာဖွေတွေ့ရှိသည့်အခါလူတို့ခွန်အားရရှိပြီးကျမတို့အတွက်လည်းကောင်းကြီးဖြစ်ကဖျားသခင်လည်းချီးမွမ်းချီးမြှောက်ခံရလိမ့်မည် ်တတပတ်တွင်တင်းအကူညီကိုမြည်သူလိုအပ်သည်။တင်ပါလုံးမြင်နီ။ဖျားသခင်ကိုရော်ဒီတိုင်းဆမရနိုင်အောင်တနာချင်နာတော်မူ၏။ကိုရော်ဤမြစ်တာကို လက်ခံပြီးကျွန်ုပ်ဝန်းကျင်ရှိလူတို့အားပေးကဲနိုင်ရန်ကျွန်ုပ်အားကူမတော်မူပါ။သခင်ယေရှုနာမကို အမိပြု၍ဆုတောင်းပါ၏။အာမင်။ င်းစဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။